မကွေးတိုင်းခေါကူမြို့မှာပြူစောတိနှစ်ယောက်ကိုမေလ9ရက်နဲ့10ရက်နေ့တွေမှာလက်နက်ခဲယံဆက်အုံဆောင်ပစ္စည်းတွေနဲ့အတူတန်းစီရမှာပါဝင်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမေလ13ရက်နေ့သတင်းမှာထုတ်ပြန်ထားပါတယ်။မြင်းကြံဘလတ်တိုက်ကတပ်ဖွဲ့ခေါင်းဆောင်ဘုံမိုက်ခဲကတွာရာကတခြားဆက်စင်ရေးကိစ္စပြောရရင်ဗိုလ်တယောက်ကိုတွာလို့ရင်းနဲ့အခုကောင်ကိုတွေ့လို့ဆွဲခေါ်လာတာလှုပ်ဖို့တွာတဲ့ဗိုလ်တကောင်ကိုတော့မလုပ်ဖြစ်ပါဘူး။အခုဖမ်းမိလာတဲ့သူကိုတော့နေမြေကန်ပါကာဖစီကိုလွှဲပေးလိုက်ပြီးတော့ဆက်စစ်မှုတွေဆက်လုပ်နေကြတယ်လို့ပြောလာပါတယ်။ MPD တပ်ဖွဲ့နဲ့အတူငကမင်း PDF ပူ ူပေါင်းပြီးအရှင်ဖမ်းမိသူဟာပခုတ်ကူမျိုးဆက်မှုဆောင်6နဲ့9လမ်းကြားမှာနေထိုင်တဲ့ပြူကောင်းဆောင်အရှိဤဒုရှိဖြစ်ပြီးမေလ9ရက်နေ့ကညနေ9နာရီဝန်းကျင်မှာသူနဲ့အတူစစ်သုံးဆောင်ပစ္စည်းတွေအပါတင်စီရရှိခဲ့တယ်လို့ပြောလာပါတယ်မေလ10ရက်နေ့နေ့လယ်တနာရီဝန်းကျင်မှာပခုတ်ကူမျိုးဆက်မှုဆောင်ရပ်ွက်ရှိ KTV တဲကနေပြူစောထီတယောက်ကိုလက်နဲ့နဲ့အတူ ော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်။ BPF အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကိုပွိုင်းကပြည်သူတွေစီကနေတရင်ပေးလို့ဆက်မှုဆောင်ရက်ကွက်မှာရှိတဲ့ပခုတ်ကူတက်မှတရ1ဘုံမှုတယောက်ပိုင်နဲ့ KDV ရဲကိုနေ့လယ်တနားရီလောက်ဝန်ဖမ်းခဲ့တာပါ။အထက်မှာရက်တော့နေကြတာ3ယောက်တွေ့ပါတယ်။2ယောက်ကထွက်ပြေးသွားတယ်။အခုဖမ်းမိတဲ့ကောင်ကကောင်နာမှာထိုင်နေတဲ့ကောင်မှာပစ္စတိုတက်လက်ပါတင်စီနိုင်ခဲ့ပါတယ်။ သူကလည်းပခုတ်ကူမျိုးပေါ်မှာနေတာပါအဲ့ဒီ KDB မှာမန်နေဂျာလို့လို့ဘာလို့လို့နဲ့တရင်ပေးလုပ်နေတာပါ KDB ကဗိုလ်မှူးတကောင်ဖွင့်ထားတာဆိုတော့သူတို့တက်အတိုင်းဝန်းနဲ့သူတို့ဆက်ဆက်နေတဲ့စီပွားသမားတွေဝင်ထွက်သွားလာကြတာများတယ်ခုမိလာတဲ့ကောင်ကိုစစ်တုံ့ပြန်ဥပဒေနဲ့အညီထားပေးပြီးတော့လိုအပ်တဲ့စစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်လို့ပြောလာပါတယ်အဆိုပါ KDB ဆိုင်ထဲကနေဖန်စီရရှိသူဟာအသက်48နှစ်အရွယ်စက်ကောင်စီတရင်ပေးပြူစောတိမျိုးအောင်ဖြစ်ပြီး သူနဲ့အတူဖန်စီရဲ့ Pistol တနက်ဟာ ZC Z အမျိုးအစားဖြစ်ပါတယ်။အဲ့ဒီဖန်စီမှုကိုတော့ပခုတ်ကမျိုးနဲ့ Parkafa တဲရင်တင့်နဲ့အတူ BPF အဖွဲ့ကရဲဘော်ဝင်တွေဝင်ရောက်ဖန်စီခဲ့ကြတာပါ။အဆိုပါရက်ကွက်မှာရှိတဲ့စက်ကောင်စီ gate စခန်းကစက်ကောင်စီလက်အောက်ခံတွေနဲ့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ခဲ့ကြပါပဲ။ PDF ရဲဘော်တွေကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဧပြီ၁၀ရက်နေ့ညပိုင်းကပခောက်ကူခေါက်ကွင်းကနေစက်မှုဆောင်ရက်ွက်အင်ဖြူရော KTV ကိုကားနဲ့လာတဲ့ကပ္ပဆာ24ကဗိုလ်မှူးတော်စင်ဦးကိုတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကပြစ်ခတ်ခဲ့လို့နေရာမှာတင်သိဆုံးခဲ့ပါတယ်။အဲဒီနောက်ပိုင်းစက်ကောင်စီတပ်ဖွဲ့ကပခောက်ကူမြို့မှာလုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားရဲကနေအခုလိုမျိုးဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီးစေရေးအချိန်မြင့်တင်တော့မှာမို့လို့ပြည်သူတွေအနေနဲ့စက်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့နင်းနီကက်ကက်နေတာမျိုးမပြုတ်လောက်ကြဖို့တတိပေးထားတယ်လို့လည်းပခောက်ကူအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောထားပါတယ်။